ဒီစာကြောင်းလေးကိုအထက်ပိုင်းကနေပြီးတော့ဖတ်ဆက်ပိုင်းကိုပြောင်းကြည့်မယ်။ပြောင်းတဲ့အခါမှာအခါတိုင်းလိုမျိုးမဟုတ်ဘူးနည်းနည်းလေးထူးခြားတယ်။ဘာကြောင့်လဲဆိုတော့သူက impersonal ဖတ်ဆက်ပုံစံနဲ့ပြောင်းခိုင်းတာဖြစ်ပါတယ်။ဆိုတော့ကြည့်ရအောင်။ Experts say that the Amazon rainforest comprises around 50% of the rainforests in the world ဒီတိုင်းပြထားတယ် ဲ့တော့ဘာပဲဖြစ်ဖြစ်အရင်ဦးဆုံးတော့ subject ရဲ့ buff ရဲ့ object ရဲ့တွေ့အောင်ရှာလိုက်မယ်။ရှေ့ကကောင်းဒီ subject ပြီးရင် buff လာမယ်။နောက်က that cloth ဒီ object ဖြစ်တယ်။ခုနကတုန်းကပြောသလို impersonal passive ပုံစံနဲ့ပြောင်းခိုင်းတာဆိုတော့ impersonal passive ဆိုတာဘယ်လိုပုံစံလဲဆိုတော့ရှေ့က it လာတယ်။ ြီးရင် B flat bb3 passive band နဲ့ရေးရတယ် by flat subject လိုအပ်ရင်ထည့်ပြရတယ် pronoun တွေဆိုရင်တော့မထည့်ရဘူး be fair ပါရင်ဖြုတ်ပြရတယ် someone somebody no one nobody စသဖြင့်ဒီကောင်းလေးပါရင်ဖြုတ်ပြရတယ်ထည့်မရေးရဘူးပြီးရင်နောက်ကနေပြီးတော့ that clock လေးလိုက်ပြီးရတာဖြစ်တယ်အဲ့ဒါဒီ impersonal passive ပုံစံမျိုးဖြစ်ပါတယ်နော်ကြည်ဒါဆိုရင်အရင်အဦးဆုံးဗာရေးရမှာလဲဆိုတော့ it ရေးရမှာဖြစ်တယ်ပြီးသွားပြီဆိုလို့ရှိရင် passive verb ပြောင်းမယ် ဘတ်စစ်ဘတ်ပြောင်းမယ်ဆိုလို့ရှိရင်ပြီးထားတဲ့ buff ကိုအတပတ်စစ်ပြောင်းလာမှနောက်ဆုံး buff ကို တွေ့အောင်ရှာနံပါတ်မှတ်က buff 3ပြောင်းမယ်နံပါတ်မှတ်လိုက်တော့ buff 1လို့မှတ်မယ်ပြီးရင် buff 3ပြောင်းလိုက်တော့ set ဖြစ်သွားတယ်နံပါတ်မှတ်က buff 3ပြောင်းတင်ရပီကိုရှေ့ကပေါင်းလိုက်တော့ buff 2ပြီးပေါင်းတဲ့အခါမှာ buff 1လို့မှတ်ထားတာဖြစ်တဲ့အတွက် MSR နဲ့စဉ်းစားတာဒါကြောင့် it is set ဒီတိုင်းလာတာဖြစ်ပါတယ် ဲ့တော့ B flat above 3ပြီးသွားရင် bind bless subject ကလိုအပ်ရင်ထည့်ရမယ်တဲ့ဒါကြောင့်လိုအပ်တဲ့အခါမျိုးမှာထည့်ပေးလိုက်မယ်အဲ့ဒီနေရာမှာ pronoun တွေပါရဆိုရင်တော့ဖြုတ်ပြရမယ်ထည့်ပေးစရာမလိုဘူးပြီးရင်နောက်က that ခလုတ်လေးပြန်ပြီးတော့ကပ်ပေးလိုက်အဲ့ဒါဆိုလို့ရှိရင် impersonal passive ပုံစံပြောင်းပြီးစားဖြစ်သွားတယ်နော်အဲ့တော့မှတ်ထားရမှာက it လာတယ် B flat above 3လာတယ် bind bless subject လိုအပ်ရင်လာတယ် that clock နောက်ကလိုက်ပေးရတယ်ဒါဒီ impersonal passive ပုံစံဖြစ်ပါတယ် ကဲဟုတ်ပြီဒါဆိုရင်အခုလိုမျိုးမေကွောင်းထဲမှာပါတဲ့ grammar တွေကို ကျွန်းကျွန်းကျင်ကျင်လောက်တတ်ခြင်းနဲ့ grammar နိုင်နေခြင်းနဲ့ဆိုလို့ရှိရင်တော့ special grammar class ဆိုတာရှိတယ်အဲ့ဒီမှာတည်တည်ချာချာရှင်းပြထားတယ်မေကွောင်းဟောင်းတွေကိုလည်းလေ့ကျင့်ပေးတယ်ဆိုတော့ကြတော့ special grammar class ဝင်လို့ရပါတယ်